ဟုတ်လားမင်္ဂလာပါရှင်ကျွန်တော်ပြုသောစောင်းတဲ့စီကန်းလေးတွေတင်ပြလမ်းညွှန်မှုတွေပေါ့နော်ဘလို့ပေးမလို့ဆိုတာလေးတွေကိုကျွန်တော်ဆွေးနွေးပေးနေခြင်းဖြစ်ပါတယ်မနေ့တော့ဆိုရင်နောက်ဆုံးမဆွေးနွေးခဲ့ရလေးကတို့တွေကိုရွေးချယ်ခွင့်ပေးရမယ်ကောင်းတဲ့အပြုမှုပြုလာတဲ့အဖြစ်ဖြစ်မိမိတို့ကတို့ကိုဆောင်ရွက်စေချင်တာမျိုးပဲဖြစ်ဖြစ်ကလေးကိုယ်တိုင်ရွေးချယ်ခွင့်ပေးရမယ်တရားကိုထိုးလိုက်ကျိတ်လိုက်တယ်ဆိုလို့ရှိရင်လည်းတို့ဒီဥစ္စာကိုပြန်လဲတောင်းပန်မှုအတွက်ပြန်လဲတောင်းပန်မလားဒီကလေးနဲ့အတူတူမကစားပဲနေနိုင်လားဆိုအဲဒါမျိုးလေးတွေရွေးခိုင်းဖို့လိုတယ် ဆရာသမားကနေပြီးတော့လူကြီးမိဘကနေတောင်းပန်ခိုင်းရင်သူကဒါမျိုးဆိုရင်တချို့ temperament တွေပေါ့နော်ဇဲလက္ခဏာတွေကအင်မတန်ကိုဆက်ဆက်တိမခံနေရှိတတ်တယ်မလုတ်ချင်ကြဘူးဒါမျိုးကိုကိုကကျွန်တော်တို့လူကြီးတွေကအဲသူတို့ကိုခိုင်းစေတာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်သူတို့ကိုရွေးချယ်ခွင့်ပေးစေခြင်းအပြင်ဒါမိမိကိုကိုထင်းကျုံနိုင်တဲ့စွန့်ရည်တွေလည်းဖွံ့ဖြိုးလာအောင်ဆောင်ရွက်ပေးလို့ရတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်မနေ့တော့ကပြုသဘောဆောင်တဲ့စီကန်းကိုဆွေးနွေးရင်းနဲ့ဆွေးနွေးပေးခဲ့ပါတယ် ဒီနေ့မှလည်းပဲအဓိကဆက်လက်ပြီးတော့ပေါ့နော်။ကောင်းတဲ့အပြုမူတွေကိုတဲ့ကျွန်တော်တို့ဆွချပေးရပါမယ်တဲ့။ဆွချရတဲ့ဆိုတာကလေးကကောင်းတဲ့အပြုမူပြခဲ့လို့ရှိရင်အမြဲတမ်းဆွချရပါမယ်တဲ့။ဒါမှကလေးကအဲ့ဒီအပြုမူကိုဆက်လက်ပြီးတော့ပြလိုက်မယ်။ဒါပေမဲ့လို့တဲ့အဲ့ဒီဆုကိုကျွန်တော်တို့ bribe ဆိုတဲ့ပေါ့နော်။လက်လက်ပေးတာလက်ပေးတာနဲ့မလွဲမှားမိပါစေနဲ့တဲ့။ဒါလို့ရင်ဒါပေးမယ်ဆိုတာမျိုးကတော့မလုံးတင်ပါဘူးတဲ့။ သူကောင်းတဲ့အပြုမူလေးကိုပြုမူလာတဲ့အတွက်သူ့ကိုပြန်လဲချီးမြှင့်ရင်းမျိုးပေါ့နော်သူအတိမတ်ပြုပေးခြင်းတွေကိုဆောင်ရွက်ပေးရမှာဖြစ်ပါရဲ့ရှင်ခုနလိုမျိုး လက်ပေးမယ်ဆိုတာမျိုးပေါ့ကဲကဲဒီလိုကလေးကိုလှုပ်ပေးလှုပ်ပေးလို့ရှိရင်မုံဘိုး၅ချက်ပေးမယ်မုံဘိုး30ပေးမယ်ဒါမှမဟုတ်ကုကစ်ဆိုရင်တော့မုံဘိုး100ပေးမယ်မုံဘိုး900ပေးမယ်ပေါ့နော်အဲ့လိုမျိုးလက်ပေးခြင်းတွေတော့စုပဖြစ်အတုံးမပြုရပါဘူးလေရှင်အဲ့ဒါအရေးကြီးပါလေရှင် ဒါကြောင့်ကောင်းတဲ့အပြုမျိုးစုချအမယ်ငယ်စဉ်မှာတော့ဒီလိုမျိုးစုอ่ะအရေးကြီးတယ်ကြီးလာပြီဆိုရင်တော့သူ့ရဲ့နေစာတူอ่ะလုပ်ငန်းတွေကိုသူကိုယ်တိုင်ကကိုပဲဒါ၄ကိုဆောင်ရွက်ရမယ်ဆောင်ရွက်တဲ့နေဆိုတာမျိုးပေါ့နော်မိမိရဲ့ခန္ဓာကိုယ်အတွင်းပိုင်းကလာတဲ့စိတ်စော်မှုမျိုးတွေဖြစ်အောင်ဆောင်ရရမှာဖြစ်ပါတယ်ဟိုတင်ပြလမ်းညွှန်ပေးရမှာဖြစ်ပါရဲ့ရှင်အဲ့တော့ကြတော့ကျမတို့အဓိက ဒီကောင်းတဲ့အပြုမူတွေပြုမူလာဖို့ပေါ့နော်ကျွန်တော်တို့ပြုသဘောဆောင်တဲ့စည်းကမ်းတွေပေးတဲ့အခါမှာလည်းပဲအဲကလေးငယ်ရင်ငယ်တဲ့ဒါပုံစံမျိုးကြီးသွားရင်ကြီးသွားတဲ့ပုံစံမျိုးပုံစံကတော့ဒါတော့အရွယ်ကိုလိုက်ပြီးတော့ကွဲပြားမှုရှိနေမှာပါဆိုတာလေးကိုလည်းကျွန်မအနေနဲ့ထည့်သွင်းဆွေးနွေးပေးခြင်းဖြစ်ပါတယ်ဒီကောင်းတဲ့အပြုမူကိုစုချပါဆိုတာကဒါကလေးငယ်အတွက်ကတော့စတစ်ကာတွေစတားတွေမုံတွေအဲပစ္စည်းလေးတွေယူကလီတွေနဲ့တင့်တော်တယ် အဲအရွယ်လေးကြီးသွားပြီဆိုလို့ရှိရင်တော့တို့တွေကတော့အတိမတ်ပြူတာတွေကြီးမွန်းပေးတာတွေနဲ့ပေါ့နော်ဒါဆောင်ရပေးရင်းနဲ့ကောင်းတဲ့ပြူမှုတွေကိုဆက်ကဆက်ကပြူမှုအောင်အဲပြူသဘောဆောင်တဲ့သင်ပြန်နိုင်ညင်မှုတွေကိုဆောင်ရပေးကြရမှာဖြစ်ပါလေရှင်နောက်ပြီးတော့ဒီမှာဆိုရင်တအားကြီးကြီးရဲ့ကိစ္စလေးပါအကန့်အသတ်စီမင်းနဲ့နမိတ်ချထားပေးပါတဲ့ အဲဒီလိုမျိုးပေါ့နော်ဒီသူတို့ဆောင်ရွက်စီတဲ့အခါမှာလည်းအိမ်စာပြည့်အောင် လုပ်ရမယ်လို့သူတို့ဒီလုပ်ပေးပါပေါ့ဆိုပြီးတော့သူတို့ ਨੇ သဘောတူထားပြီဆိုရင်အိမ်စာပြည့်အောင်တော့လုပ်မယ်ဟုတ်ပဲဟိုညနေမှာပြည့်ရမယ်အိမ်စာကိုနောက်တစ်နေ့မနေ့ကြီးမှာပြည့်ရမျိုးဆိုရင်တော့ဒါဒီလိုမျိုးလွတ်ပေးထားလို့တော့မရဘူးပေါ့ရှင်သူတို့ဒီအိမ်စာလေးကိုအဓိက ဒီပေါ့နော်တနာရီအတွင်း45မိနစ်မိနစ်အတွင်းမှာပြီးအောင်လုပ်ရမယ်ပြီးအောင်လုပ်ပြီလို့ရှိရင်သားကစားလို့တဲ့ပေါ့နော်ခုနဂိမ်းနေနောက်တစ်ခုကစားဝင်းကိုသွားကျင်းတာ၄စသည်ဖြင့်ပေါ့နော်ဒါမှမဟုတ်ရင် အဲဒီဒီကာတွန်ကားလေးတွေကြီးကျင်းတာပေါ့ဒါမျိုးတွေကိုသူတို့ကြီးကျင်းနေကြီးခွင့်ပေးမယ်ဆိုတော့အဓိကအိမ်စားပေးပြီဆိုရင်ပြီးသလိုပဲလွတ်ထားပြီးတော့ကြိုက်သလောက်အချိန်ကတက်ချက်မရှိဘူးကြီးကစားဆိုပြီးတော့လွတ်ထားမှာမဟုတ်ပါဘူးရှင်ဒီမှာရှေ့ပိုင်းမှာလည်းဆွေးနွေးထားပါတယ်သူတို့ကိုဘယ်နှမိနစ်ဘလောက်အချိန်တော်အတွင်းမှာကြီးခွင့်ပေးမယ်ဆိုတာလေးနဲ့ပေါ့နော်အကန့်အသတ်စီးမြင်နေတဲ့နယ်နိမိတ်ချထားမှာဖြစ်ပါတယ် အဲ့ဒါကလည်းရေးကြည့်ပါတယ်အဲ့လိုမျိုးနဲ့ပေါ့နော်မိမိရဲ့မျှော်မှန်းချက်ကိုသိအောင်လုပ်ပေးရမယ်တဲ့ဒါမှလည်းသူတို့နဲ့သူကမိမိကိုယ်ကိုမိမိတန်ဖိုးထားတဲ့အလေးချင်လေးတွေရရှိလာခြင်းမှာဖြစ်ပါတယ်ဥမာကလေးရကစားတာကိုကြိတ်တယ်ဒါဆိုရင်ချင်းတက်မှတ်ပေးရမယ်အင်ဂျာလုတ်ပြီးမှကစားရမယ်ဆိုတာလေးပေါ့နော်နည်းနည်းမိတ်ကလေး boundary လေးချထားရမှာဖြစ်ပါတယ်ရှင်ဒါမှသူ့ရဲ့စွမ်းရည်တွေဟာပေါ့နော်သူ့အပြုသဘောဆောင်တဲ့တင်ပြလမ်းညွှန်မှုတွေနဲ့အတူဖွံ့ဖြိုးလာစီမှာဖြစ်ပါတယ်ရှင် နောက်ပြီးတော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဒီအပြုသဘောဆောင်တဲ့စီကန်မှာလုံဆောင်ရမယ့်အချက်ကလေးတွေအများကြီးရှိပါတယ်။ဒီအချက်ကလေးတွေကိုကျွန်မအပိုင်းလေးတွေနဲ့ဆွေးနွေးပြသပါမယ်လို့ကျွန်မကြိုတင်ပြီးတော့ဟောပြောကြပါရစေ။ပထမအဦးဆုံးလုံဆောင်ရမယ့်အချက်ကလေးရပါတော့နံပါတ်1ကတော့ မပြုတ်ခင်မှာမပြုတ်လို့ခင်မှာဆက်သွယ်မှုရအောင်ရင်လို့ပါ contact ရှိရမယ်ခုနပေါ့เนาะကျွန်တော်ဟိုရှေ့ပိုင်းမှာဆွေးနွေးခဲ့တာထဲမှာပါတယ် positive discipline မဟုတ် behavior management ထဲမှာပါမှာ ਨੇ တွေ့အဲ့မှာဆိုရင်ကလေးကမျက်လုံးချင်းစုံမကြည့်သေးတာကိုစုံကြည့်အောင်အရင်ဆုံးစပြီးတော့မှသူ့ရဲ့ attention ဆိုတဲ့စိတ်ဝင်စားမှုကိုရယူရမယ်ဒီလိုပါပဲကလေးတွေ ਨੇ အဲတခုခုလုလုပ်မယ်ဆိုရင်သူတို့ ਨੇ contact အရင်ဆုံးရှိရမယ်ဆက်သွယ်မှုရမှာတခြားကိစ္စတွေကိုဆက်ပြီးတော့ဆောင်ရွက်လို့ရမှာဖြစ်ပါတယ်ရှင် ဒါကြောင့်မပြုတ်လုခင်မှာဆက်သွယ်မှုရအောင်အရင်လုပ်ရပါမယ်တဲ့။နံပါတ်2ကကြတော့သူတို့ကိုကျင့်ကျင်နာနာခိုင်ခိုင်မာမာဆက်ဆံပေးပါ။အပေါ်ယံလေးတွေနဲ့သူတို့ကိုဒါသူတို့ကိုမေတ္တာပေးတယ်၊မေတ္တမှုပေးတယ်ဆိုတာမဟုတ်ဘူး။တကယ်ကိုခိုင်ခိုင်မာမာသိနေရမှာပေါ့နော်။သူတို့နဲ့ဆက်ဆံရေးရခိုင်ခိုင်မာမာရှိရမယ်၊ကျင့်ကျင်နာနာရှိရပါမယ်တဲ့။နံပါတ်3ချက်ကကြတော့ဘာလုပ်မယ်ဆိုတာကိုကြိုးရင်ချင်းယူဆုံးဖြတ်ပါတဲ့။ ဒါကြတော့ကျမတို့ applying behavior analytics လို့ခေါ်ရဲပေါ့နော်ကျမတို့ behavior management ထဲမှာလည်းပါတယ်အဲ personality ဆိုတဲ့ behavior ကိုအကြောင်းဆွေးနွေးခဲ့တော့လည်းကျမပါကျမဆွေးနွေးခဲ့တဲ့မှာပါပါတယ် applying behavior analytics နဲ့စဉ်းတူပါတယ်သူကကလေးဘာဖြစ်ချင်တာဘာဖြစ်နေရတော့ဘာလုပ်ချင်တာတော့ဘာကြောင့်ဒီလိုပြုမှုပြုမှုနေရတော့ဆိုတော့အသေးစိတ် sense တာလေ sense ပြီးတော့1 to 1 time နေနဲ့သွားတယ်အချိန်ယူဆုံးပြရတယ် ချင်းယူစဉ်းစားရတယ်အသေးစိတ်စဉ်းစားရတယ်အသေးစိတ်လှုပ်ဆောင်ရတယ်အပိုင်းသေးသေးလေးတွေခွဲပြီးတော့မှသူတို့လှုပ်ဆောင်စေတယ်ဒါကြောင့်ဒီလိုမျိုးဆုံးဖြတ်ချက်တွေကိုလုပ်မယ်ဆိုတာကိုကြိုတင်ချင်းယူပြီးတော့ဆုံးဖြတ်ရမယ်ဆိုတာလေးရလည်းအရေးကြီးပါတယ်ဟုတ်ဘူးမိထွန်းက30ဆုံးဖြတ်လိုက်လို့ရှိရင်ကျမတို့ရဲ့ဆုံးဖြတ်ချက်တွေဟာမှန်ကန်နိုင်ဖို့အမှန်မဟုတ်အားနဲ့တော့မှဆိုရင်လို့ပါရှင်ဒါကြောင့်ချင်းယူဆုံးဖြတ်ဖို့အရေးကြီးပါတယ်ကြိုတင်ချင်းယူဆုံးဖြတ်ရမှာပါရှင် နောက်တစ်ချက်ကကြတော့ကျွန်တော်တို့ကလေးတွေဘာလုံးနိုင်တာဆိုတာကိုပြပြပါတဲ့ဟိုဥပမာပေါ့နော်အမေလုပ်တဲ့သူကထမင်းချစ်နေရယ်ဆိုတာပေါ့သမီးလေးကနားမှာရှိသမီးလေးအမေမေကိုဒီရေပုံးနဲ့ရေလေးကိုဒီဖလားလေးနဲ့တူနိုင်တဲ့ဖလားလေးတော့ဖျက်မှာပေါ့နော်ဖလားလေးနဲ့ရေခတ်ပေးပါလားဒါဆိုသူလုံးနိုင်တယ်ဒီဖလားလေးနဲ့ရေခတ်တာအော်ဒီကလေးလုံးနိုင်တယ်ဒါမျိုးကိုသူ့ကိုပြောပြရမယ်အဲနောက်တော့သမီးဒီအိမ်စာကိုသမီးလုံးနိုင်တယ်ဆိုတာကိုဖိဖိယုံကြည်တယ် ။မေယုံကြည်ရဲ့သူ့ကိုအင်စာလုပ်ဖို့ဒါတိုက်တွန်းအားပေးမှုလုပ်တာပါ။ဒါကြောင့် what they can do ဆိုတာသူတို့ဘာတွေလုပ်နိုင်နေဆိုတာကိုလူကြီးမိဘဆရာသမားတွေဟာပြောပြဖို့လိုပါတယ်တဲ့။နောက်နံပါတ်5အချက်ကကြတော့သဘောတူညီထားတဲ့အရာကိုလိုက်လံဆောင်ရွက်ပေးပါတဲ့။ကလေးတွေနဲ့ကျောင်းတွေသဘောတူညီမိပြီးသားပြီ။ဆင်းရဲလို့ပြီးသားပြီ။ဒါမေ့သွားပြီးတော့မှနောက်တစ်ခုပြောင်းလို့ခိုင်းတာမျိုးပေါ့နော်။ကျောင်းကြုံတတ်ပါတယ်။ ဲ့လိုမျိုးတွေမဖြစ်စေရဘူးပေါ့နော်ဒါစကြရအောင်ပဲစီစဉ်တဲ့ခါအောင်ပဲသူပေါ်မှာဟိုပဲပါတာဆိုအချိန်ယူဆုံးပြရမယ်ဆိုတာပါထားတာဆိုတော့သဘောတူညီထားလို့ရှိရင်အဲ့တူညီထားတဲ့အတိုင်းလိုက်လံဆောင်ရရမယ်အဲဒီအိဇာကိုပြီးရင်ဒါကိုကစားခွင့်ပေးမယ်ပေါ့နော်အဲကစား15မိနစ်ကစားခွင့်ပေးမယ်ဆိုပါစို့အဲ့ကလေးကအိဇာပြီးသွားပြီမိမိက ဒီသဘောတူထားတာကိုမေ့သွားပြီးတခြားလူတို့ကကဲအရေးကြီးတဲ့ဒီလူကငါ့ကိုကူညီဦးဒီကအချိန်မီပြရမှာဆိုပြီးတော့သူ့ကိုပေါ့နော်ကိုကူညီခိုင်းခြင်းတဲ့အကြောင်းအရာတခုကိုပြောင်းပြီးတော့လွတ်ခိုင်းတာကလေးတွေကိုနဲ့သဘောတူထားတာအဲ့လိုမှမဟုတ်ဘူးလေဒီကကျွန်တော်အေဇာပြအောင်လုပ်မယ်အေဇာပြရင်သူကစားရမယ်ဒီသဘောတူညီချက်ကိုတိတိကျကျခိုင်ခိုင်မာမာလိုက်လံဆောင်ရွက်ပေးရမယ်ဒါအရေးကြီးပါလေရှင်ဒီလိုမျိုးဆိုလို့ရင်းဖြစ်ပါတယ်သဘောတူထားတာတွေကိုသူတို့ကို အာမိမိနဲ့ကလေးနဲ့သဘောတူထားတဲ့အချက်တွေကိုလိုက်လံဆောင်ရွက်ပေးရပါမယ်တဲ့နောက်တစ်ခုကကြိုးစားအားထုတ်မှုနဲ့ဆောင်ရွက်မှုဖြစ်စဉ်တွေကိုအားပေးပါတဲ့သူကြိုးစားအားထုတ်ထားတယ်ဆောင်ရွက်ပြီးနေတယ်ဆိုရင်တိတ်ကောင်းတာပဲဟုတ်တဲ့စကားရက်ကိုပြောခြင်းကိုရှောင်ပေးပါအဲ့ဒါအရေးကြီးပါတယ်ကြိုးစားအားထုတ်မှုနဲ့ဆောင်ရွက်မှုဖြစ်စဉ်ကိုအားပေးရမယ်အားပေးတဲ့အခါမှာတိတ်ကောင်းတာပဲဆိုတဲ့အဲအပေါ်ရန်စကားလုံးလေးတွေနဲ့မပြောရပါဘူးတဲ့အဲခုနကဥပမာကျွန်မခုနကဥပမာလေးနဲ့ဆက်ပြောလိုက်ဆက်ပြီးတော့ကျွန်မဥပမာပေးပါမယ် မီးလုတဲ့သူကမေဟင်းချက်နေတဲ့နေရာမှာသူ့ကိုဖလားလေးနဲ့ရေခတ်ပေးတယ်ဆိုပါစို့ဒါဆိုရင်သမီးကမမေဟင်းချက်နေတာမှာမမေအတွက်လိုအပ်နေတဲ့ရေကို ဖလားလေးနဲ့သမီးကခတ်ပေးတာမမေဒီမှာဟင်းချက်ရတဲ့နေရာမှာအဆင်ပြေသွားတဲ့အတွက်သမီးကတိတ်တော်တာပဲတိတ်ကောင်းတာပဲကွယ်အဲ့လိုမျိုးလေးပေါ့နော်သူတို့ကိုဟိုသူတို့ကိုပေါ့နော်ကျမတို့ပြောလိုက်တဲ့အားပေးချီးမြှောက်မှုတွေဟာစကားရက်တွေဟာခိုင်မာတိကျမှုရှိရမယ် အပေါ်ရန်လေးတွင်သူ့ကို ကောင်းတာပဲတော်လိုက်တာရန်ကိုကောင်းတာပဲဆိုပြီးတော့ဗောနောအပေါ်ရန်ပြောတဲ့စကားရက်တွေကိုရှောင်ပေးရပါမယ်တဲ့ဒါမှသူ့ရဲ့စိတ်ထဲမှာတည်တည်ချာချာတိတိကျကျခိုင်ခိုင်မာမာရောက်ရှိသွားပြီးတော့မှသူ့ရဲ့လောရက်တွေကိုလည်းအခုလိုမျိုးပဲပေါ့နော်အဲတည်တည်ချာချာနဲ့ရေရေရာရာပေါ့နော်သူကိုယ်တိုင်ဒါပြီးမြအောင်လုပ်ဆောင်နိုင်တဲ့အလေးထားလေးတွေရရှိလာခြင်းမှာဖြစ်ပါတယ်ဒါကြောင့် ဟိုကျမတို့စုံမာပြောဆိုတဲ့ချီချူးတွေမှုတွေအားလည်းတိကျမှုတေချာမှုလိုအပ်ပါတယ်ဆိုတာလေးကိုဆွေးနွေးပေးရရင်ဖြစ်ပါတယ်။နောက်နံပါတ်9အချက်ကကြာနော်ကျမတို့အပြုသဘောဆောင်တဲ့ timing ကိုအတူတူဖန်တီးပါတယ်။ကျမရှေ့ပိုင်းမှာဆွေးနွေးတဲ့အချိန်မှာ time out ပေါ့နော်။ time out ကကြာတော့ဒါ နည်းနည်းလေးပေါ့ဗီဒီယိုဆူဂျူတွေများစေနိုင်တယ်ပေါ့နော်ဒါကြောင့်တိုင်းမောက်တောင်မှရဲ့သူက9မိနစ်တည်းမပူစီရအောင်ပေါ့နော်ဒါဟိုမိမိရမလျော်ညီတဲ့ပြုမှုပြုမှုတဲ့အခါမှာတခြားကလေးတွေဘလို့ကောင်းကောင်းမွန်မွန်ပြုမှုနေကြတော့ဆိုတော့သူ့ကိုလေးလာစမ်းစစ်ခိုင်းတာမိမိကိုယ်ကိုပြန်ပြီးတော့သုံးသက်ခိုင်းစေခြင်းလို့ကျွန်တော်နီးကိုသုံးတာလေဒီတိုင်းမင်းနီးရကြတော့နှစ်ဦးသဘောတူကလေးကိုလည်းကိုယ်ကအချိန်ပေးရမယ်ကလေးနဲ့ကိုယ်နဲ့ဆွေးနွေးရင်းနဲ့မှ ဆရာလူကလည်းကလေးကိုအချိန်ပေးရမယ်ဆရာနဲ့ကလေးနဲ့အတူတကွပေါ့နော်သူတို့ရဲ့ခံစားချက်သူတို့ဖြစ်စေခြင်းနဲ့မိမိရဲ့ဒါအပြုမူကောင်းနေပြုမူစေခြင်းနဲ့အချက်တွေဒါတွေကိုနှစ်ဦးနှစ်ဖက်ပေါင်းထားအောင်စီဆွေးနွေးပြီးတော့မှပြောဆိုပြီးတော့မှသဘောတူညီမှုရယူထားတာဒါကို timing နည်းလို့ခေါ်ပါတယ်ကလေးကိုအချိန်တစ်ခုပေးလိုက်တာပေါ့ရှင် ကလေးကိုအချိန်တစ်ခုပေးလိုက်တာဒါမျိုးကို time in knee လို့ခေါ်တယ်။ဒါကြောင့်ကျွန်တော်တို့ time out knee ကို time out knee ကိုဆိုခုခေတ်မှာမလုပ်တော့ဆိုရင်ရှောင်ကျဉ်သွားကြပြီ။ time in knee ကိုမလုပ်တော့ဆိုရင်အပြုတ်ဒါအများဆုံးအသုံးပြကြတော့တယ်။ဒါကအပြုတ်သဘောကိုအပြုတ်သဘောဆောင်တဲ့နည်းလမ်းလေးလည်းဖြစ်တယ်။ဒါကြောင့်ဒီအပြုတ်သဘောဆောင်တဲ့နည်းလမ်းလေးကိုယခုခေတ်မှာအများစုကအသုံးပြနေကြပြီဆိုတာလေးကိုကျွန်မဆွေးနွေးပေးပါရစေ။အဲ့တော့ကျွန်မယနေ့ဆွေးနွေးခဲ့တာတွေမှာဆိုလို့ရှိရင်ကလေးတွေကို သူတို့ကိုကုညီလမ်းပြမှုတွေလှူဆောင်ပေးရမယ်။အဲအဲ့လိုမျိုးလှူဆောင်ပေးခြင်းအဖြစ်ပေါ့နော်။သူတို့ရဲ့အပြုအမူကောင်းလေးတွေတိုးတက်လာစေမယ်။အဲနောက်ပြီးတော့လည်းသူတို့ကိုဘလို့ဒီကျမတို့ဒီဖြစ်ချင်တာတော့ဆိုတာတွေကိုလည်းဒါနှုတ်သဘောတူပေါ့နော်။ သုံးဖြတ်ချက်ချတဲ့အခါမှာလည်းကလေးပါပါဝင်ပြီးတော့ပေါ့နော်ကလေးကိုဥတီပြီးတော့ကလေးကိုယ်တိုင်သုံးဖြတ်စေခြင်းအဖြစ်ပေါ့နော်အပြုမူတွေပုံမကောင်းမလားအပြုသဘောဆောင်တဲ့တင်ပြလမ်းညွှန်မှုတွေကိုဆောင်ရွက်ပေးကြရမယ်အဲ့လိုနည်းတွေပေါ့နော်ကျမတို့လုံဆောင်ရမယ့်အချက်ခုနှစ်ချက်ကျမကနေဆွေးနွေးပေးခဲ့ပါတယ်အဲပထမဦးဆုံးစဆောင်ရွက်ရမှာတော့ကလေးနဲ့ဒါ contact ရှိရမယ် ဆက်သွယ်မှုရှိရမယ်ဒီအချက်ကအရေးကြီးပါတယ်ကိုကဤပြောနေရမှာပဲနဲ့သူနဲ့ဆက်သွယ်ပြီးတော့မှသူ့ရဲ့စာနာတွေသူဖြစ်ချင်တာတွေနားထောင်ပြီးတော့မှဆောင်ရွက်စီခြင်းရလဲပုံမကောင်းမွန်တဲ့အပြုမူရလက်တွေကိုရရှိလာစေပါတယ်ဒါကြောင့်ကျမနောက်နေ့မှာကျမတို့အပြုသဘောဆောင်တဲ့အဲစီကန်းတွေချမှတ်တဲ့အခါမှာဘလို့အကြောင်းအရာတွေလိုအပ်တယ်ဆိုတာလေးကိုဆက်လက်ပြီးတော့ဆွေးနွေးပေးသွားပါမယ်လို့ပြောကြရင်းနဲ့ပေါ့နော်ကျမရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကိုချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်